ဂါဇာမှာငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေကသဘောတူညီမှုတစ်ခုခုရလာဖို့အရန်အလားလာကောင်းနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ထရမ့်ကဂျာဝင်ကမ်းလှမ်းတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုဆွေးနွေးကြဖို့ Israel Hamas အဖွဲ့ကပါလက်ခံလိုက်ပါပြီ။အဲ့ဒီနောက် Egypt နိုင်ငံ Sharm El Sheikh မြို့မှာအောက်တိုဘာ6ရက်ကစလို့နှစ်ဖက်ကြားတိုက်ရိုက်မဟုတ်တဲ့ဆွေးနွေးမှုတွေစတင်နေပါတယ်။ Hamas တွေက Israel တစားကန်အားလုံးကိုလွှတ်ပေးရင်ညှိနှိုင်းဖို့ကိုမူအားဖြင့်လက်ခံထားတဲ့နောက် ဂါဇာမှာဘုံကျဲမှုတွေကိုရပ်ထားဖို့ထရမ့်ကလည်းမဟာမိတ်အစ္စရေးကိုတားထားပါတယ်။ဒါပေမဲ့ဂါဇာမှာအပြည့်အခရက်စဲထားတာမဟုတ်တလို့ညှိနှိုင်းမှုတွေလှုပ်ဆောင်နေခြင်းအတော်အတွင်းတိုက်ပွဲတွေကတော့ဆက်ပြီးဖြစ်နေသေးပါ။အီဂျစ်မှာဆွေးနွေးမှုတွေစတင်လာတဲ့နောက်ထရမ့်ကအင်ပီရိုမာသတင်းတောက်တွေနဲ့တွေ့ဆုံခြင်းအဲ့ဒီဆွေးနွေးမှုတွေကနေအင်မတန်ကောင်းမွန်တဲ့ပြီးတော့အချိန်ကာလအားဖြင့်အတွန့်ရှိမဲ့သဘောတူညီမှုတစ်ခုခုထွက်ပေါ်လာဖို့တကယ်ကိုအလားအလာကောင်းတွေရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ ဟာမတ်ကထရမ့်အစိုးပြထားတဲ့ငြိမ်းချမ်းရေးအစီအမံရဲ့အစိတ်အပိုင်းတချို့ကိုလက်ခံတယ်လို့ကြေညာထားပေမဲ့တချို့အပိုင်းတွေနဲ့ပတ်သက်ရင်တော့သဘောထားတိတိကျကျမပြောသေးပါဘူး။ဥပမာအလုံးစုံလက်နက်စွန့်ဖို့နဲ့အနာဂတ်ဂါဇာနိုင်ငံရေးမှာပါဝင်ခွင့်မရှိစေရဘူးဆိုတဲ့အချက်တွေအပေါ်ဟာမတ်ကရှင်းရှင်းလင်းလင်းမတုံ့ပြန်သေးပါဘူး။ပါလက်စတိုင်းအရာရှိတဦးကတော့အောက်တိုဘာ6ရက်ညနေပိုင်းအထိဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့တဲ့နောက်အောက်တိုဘာ9ရက်နေ့မှာလည်းနောက်ထပ်ဆက်ပြီးညှိနှိုင်းသွားအောင်မယ်လို့ပြောကြားခဲ့ပါတယ်။အောက်တိုဘာ9ရက်နေ့က ဂါဇာစစ်ပွဲကိုအစပြုစေတဲ့ဟားမတ်စ်ရဲ့စီးနင်းတိုက်ခိုက်မှုဒုတိယနှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။2023အောက်တိုဘာ9ရက်နေ့တုန်းကအစ္စရေးနယ်စပ်ကိုဟားမတ်စ်တပ်တွေအလစ်ငိုက်စီးနင်းပြီးအစ္စရေးနိုင်ငံသား1200လောက်ကိုတပ်ဖြတ်ခဲ့တယ်လို့250ဦးကိုလည်းဂါဇာပိုင်းနဲ့ထဲတစားကန်တွေအဖြစ်အထမဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီလိုကနေဂါဇာစစ်ပွဲကြီးစတင်လာခဲ့တာပါ။အဲ့ဒီစစ်ပွဲတလျှောက်အစ္စရေးကလည်းပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးပါလက်စတိုင်းဘက်ကရက်သားများပြအပါဝင် 6,000ကျော်တည်ဆုံးခဲ့ပြီးပါပြီ။ Israel ရဲ့ထိတ်တန်းလုံခြုံရေးအရာရှိတဦးကတော့ဆွေးနွေးမှုတွေရဲ့ပထမအဆင့်မှာတရားခံအားလုံးလက်လွဲယူနိုင်ရေးကိစ္စကိုပဲဦးစားပေးအာရုံစိုက်ထားကြောင်းပြောပါရယ်။အဲ့ဒီကိစ္စအတွက်လည်း Hamas ကိုရပ်ပိုင်းလောက်တော့အချိန်ပေးဖို့လိုမယ်လို့သူကမှတ်ချက်ပေးခဲ့ပါရယ်။ Trump ကိုယ်တိုင်ဂျာဝင်ညှိနှိုင်းပေးထားတဲ့ငြိမ်းချမ်းရေးအစိုးအထမြောက်စီဖို့အတွက် American အစိုးရက Trump ရဲ့သမတ်ဖြစ်သူ Jared Kushner ရှေ့လယ်ပိုင်းဆိုင်ရာအမေရိကန်ထူးကိုယ်စားလှယ်စတီဗစ်ကော့ဖ်တို့ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုပါလက်ရှိဆွေးနွေးပွဲတွေမှာပါဝင်ဖို့ဆေးလွတ်ပေးထားပါတယ်ရှင်